မြန်မာထိုင်းနယ်ဆက်ကုန်းသွယ်လမ်းကြောင်းရင်အရေးပါတဲ့အာရှလမ်းသစ်ပိတ်ထားဆဲဖြစ်ပြီးမြောက်ရီဒေါ်လာတောင်ကျော်လမ်း၄သွယ်အနက်2018လမ်းနဲ့ထိုးကိုကိုလမ်းကိုတာခီးသွားနေကုန်စည်ပို့ဆောင်ရေးရင်များအားထားနေရကြောင်းသိရပါသည်မြောက်ရီကော့ဂရိတ်ဒေါ်နာတောင်ကျော်အာရှလမ်းသစ်မှာရင်သွားလာခြင်းရဆိုင်ပြီးရဲ့နောက်ခီးသွားရေများကုန်စည်ပို့ဆောင်ရေးရေများမှာဒေါ်နာတောင်ကျော်လမ်းဟောင်း2018လမ်းထုတ်ကော့ကိုလမ်းကျဲဥတောင်လမ်းတို့မှသွားလာခဲ့ကြပါသည် ယခုအခါအာရှလမ်းသစ်နဲ့လမ်းဟောင်းတို့ကိုတက်မရောမှပြန်လည်ထိန်းချုပ်လိုက်တဲ့အခါ ယခင်ရင်သွာလာရဲဆဲထားဆဲအာရှလမ်းတဲ့အပြင်လမ်းဟောင်းမှသွာလာခြင်းလည်းရဲဆိုင်သွားခဲ့ကြောင်းသိရပါသည်။မြောက်ရီမော်လမြိုင်ခီးတဲ့နဲ့ကိုစီပို့ဆောင်ရေးရင်မောက်တူကလမ်းတဲ့နဲ့လမ်းဟောင်းကိုတပ်မတော်ကထိန်းချုပ်လိုက်တော့လမ်းကဖွင့်ထားပါသည်။အချိန်မီအန်ရည်ဖြစ်နေတဲ့အတွက်မသွားရကြပါဘူး။ခုတော့မြောက်ရီကအစင်းဆိုရင်2018လမ်းကသွားတယ်။ပြန်တက်ရင်တော့ထုတ်ကောကိုလမ်းကသွားပါသည်။လမ်းကြီးကုန်ကြစည်းကလည်းအရင်လောက်တော့မများတော့ပါဘူးလို့ဆိုပါသည်။မြောက်ရီဒေါနာတောင်ချောင်းလမ်းမြောက်ဖြစ်တဲ့2018လမ်းထ ုကော့ကိုလန်ကျောက်တောင်လန်တို့မှလာတဲ့ရင်များနဲ့ခီးတဲ့ကုန်စီပို့ဆောင်ရင်ငယ်များမှချိုင်းမြစ်တို့ဖောင်ဖြစ်ကူပြီးသွားလာကြသလိုကုန်စီပို့ဆောင်ရင်ကြီးများမှနဘူထီလုံဖအန်လန်းမှသွားလာကြကြောင်းသိရပါသည်။ရခိုင်မြောက်ရီကော့ဂရိတ်ဒေါနာတောင်ကျော်အာရှလန်တီဖွင့်လှစ်ခဲ့စဉ်ကမြရီရန်ကုန်ရင်စည်းက3000ကျပ်ဝန်းကျင်သာပေးခဲ့ရပေမဲ့ယခုအခါတသိန်း3000ကျပ်တသိန်း5000ကျပ်ပေးစီကြရသလိုကုန်စီပို့ခများမှလည်း3000ကျော်မြင့်တက်နေစေဖြစ်ကြောင်းသိရပါသည်